ရန်ပြည်နယ်မြောက်ပိုင်းကတအန်းတက်တီးရနယ်လေထိန်းချုပ်ထားတဲ့နမ်မတူနဲ့မန်တော်မြို့နယ်တွေကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကနအူးတရင်အရာအရက်သား၃ယောက်သေဆုံးပြီး9ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရတာပါ။နမ်မတူမြို့ရက်ွက်ရှင်နဲ့မန်တော်မြို့နယ်တနေရာကိုဒီနေ့မနက်9:15မိနစ်နဲ့9:00နာရီခွဲမှာဘုံကျဲတိုက်ခိုက်သွားတာလို့ရန်ပြည်နယ်မြောက်ပိုင်းတရင်အမတ်တချို့ကပြောပါတယ်။နမ်မတူမြို့ခံတူက ဒေသခံအရက်သား၃ယောက်သေဆုံး၇ယောက်ဒဏ်ရာရရှိခဲ့ပြီးအထိဒဏ်ရာရသူတွေထဲမှာကလေးတွေပါတယ်လို့ပြောပါတယ်။ဒါ့အပြင်မန်တော်မြို့အနီးကိုလည်းစစ်ကောင်စီတပ်ကဂျယ်ဖိုက်တာနှစီးနဲ့ပုံကျတာဖြစ်ပြီးလူထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ရှမ်းမြောက်သတင်းရင်းမြစ်ကပြောပါတယ်။ TNL ဟာ2023အော်တိုဘာ29ရက်ကစတင်တဲ့ဒသ29ဆစ်စင်ရင်းနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲတီဘောနမ်ဆန်မိုင်းလုံးမိုးမိတ်မန်တုံနမတူကုတ်ခိုင်နောင်ချို့ နမ်ခမ်းမိုင်းငုံမြို့နဲ့မန္တလေးတိုင်းကမိုးကုံမြို့တို့ကိုတင်းယူခဲ့တာပါ2025နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်မှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်စစ်ကောင်စီကအကြောင်းမဲမြို့ကိုလည်းဆက်လက်ထိုးစစ်ဆင်ခဲ့ပြီးမနေ့ကအော်တိုဘာတရက်မှာပြန်လည်ထင်းချုံနိုင်ပြီလို့သတင်းထုတ်ပြန်ထားပါတယ်။ကြောက်မဲမျိုးကိုထင်းချုံလိုက်ပြီလို့ကြေညာပြီးနောက်တနေ့မှာပဲနမ်မတူနဲ့မန်တုံမျိုးကိုစစ်ကောင်စီကဘုံကျဲတာဖြစ်ပါတယ်။တီအန်ဂျယ်လီထင်းချုံထားတဲ့မျိုးတွေကိုဆက်လက်တိုက်ခိုက်မယ်လို့ စစ်ကောင်စီဝါရဖြန့်ချီရေးလူမှုကွန်ရက်အစမက်လာတွေကဖော်ပြနေပါတယ်။တီအန်လေကတော့ဒေသခံပြည်သူတွေလေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်စစ်ရေးအခြေအနေကိုသတိပြုဖို့ထုတ်ပြန်ထားပါတယ်။အရက်သားပြည်သူတွေလုံခြုံရေးနဲ့ပတ်သက်တဲ့အရှင်းလင်းတဲ့ထုတ်ပြန်ချက်မျိုးကိုတော့ဖော်ပြထားတာမရှိသေးပါဘူးရှင်။